ပရာဟိတာကြောင့်ချမ်းသာသွားတာမှန်ပေမယ့်အားလုံးထင်သလိုမဟုတ်ကြောင်းပြန်ရှင်းလာခဲ့တဲ့ဆယ်လီဖြူဖြူထရိန်ပရိသတ်ကြီးရင်အလိုတန်းတွေလောက်ပြတာကိုဗီဒီယိုရိုက်ရင်းနမည်ပို့ချလာခဲ့တဲ့ဆယ်လီဖြူဖြူထရိန်ကတော့အရင်လိုကိုပစံတွေကိုလှူတာမျိုးမဟုတ်တော့ပဲ တခြားလူချင်းတဲ့သူတွေရဲ့ပတ်စံတွေကိုပါလက်ခံပြီးကိုစားလူပင်းနေလို့လူတချို့ရဲ့ပြောစရာဖြစ်နေရပဲဖြစ်ပါတယ်။ဆယ်လီဖြူထွေးကတော့အလူငွေတွေကိုအလွဲသုံးစားလုပ်ရအောင်ထိအောက်တန်းမကြကြောင်းနဲ့လက်ခံနေတဲ့သူတွေကိုလည်းကူညီလာတာဖြစ်ကြောင်းအခုလိုပဲပြောလာတာပဲဖြစ်ပါတယ်။ပရာဟိတာလုပ်တာချမ်းသာပါတယ်။ပတ်စံတော့မဟုတ်ပါဘူးစိတ်ချမ်းသာတာပေါ့။အခုကလည်းပရာဟိတာလုပ်နေတာမဟုတ်ပါဘူး။ခက်ခဲနေတဲ့သူတွေကိုကူညီပေးရုံပါပဲ။ဖြူဖြူကဒါရီကိုမလုပ်ခင်ကတည်းကစီဆက်တွေကာဝက်လျှော်တွေအိမ်တွေကားတွေပိုင်ပြီး ချမ်းသာပြီးသားပါဆိုပြီးပြန်ရှင်းထားပဲဖြစ်ပါတယ်။ပြိသက်ကြီးရင်ဆယ်လီပြူပြူတွေကတော့အလှငွေတွေကိုကိုကျိုးအတွက်အသုံးချတာမျိုးမဟုတ်ပဲတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုပဲကိုယ်တိုင်သွားရောက်လှူဒါန်းနေရပဲဖြစ်ပါတယ်။ ကလေးတွေအရွယ်ရောက်လာမှသာအလုံးသိချင်နေကြတဲ့သူရဲ့အိမ်တောင်ကြီးအခြေအနေကိုထုတ်ပြောလာတဲ့တရုတ်ဆောင်ကျော်ရဲအောင်ပရိသတ်ကြီးရင်ရှေးမီနောင်မီမင်းသားကြီးတသက်ဖြစ်တဲ့ကျော်ရဲအောင်ကတော့ဒါတယောက်တမီတယောက်ရှိနေပေမဲ့မိမဖြစ်သူကိုပွဲထုတ်တာမျိုးမရှိတော့ခေါင်းစဉ်မျိုးစုံတက်ခံရပြီးဝေဖန်ခံကြရပဲဖြစ်ပါတယ်ကျော်ရောင်ကတော့သူ့ရဲ့အိမ်တောင်ကြီးနဲ့ပတ်သက်ပြီးမီဒီယာမှာထုတ်ပြောလို့မရှိပေမဲ့ဒီနေ့မှာတော့ သားသမီးတွေနဲ့အရွယ်ရောက်လာပြီးမလို့သူ့ရဲ့မိမဖြစ်သူနဲ့ပတ်သက်ပြီးအခုလိုပဲထုတ်ပြောလာပဲဖြစ်ပါတယ်။သမီးငယ်လေးမှာကလေးအမျိုးသမီးနဲ့ကွာရှင်းထားခဲ့တာပေါ့။တိုင်ထဲမှာတယောက်တစ်ချမ်းစီနေကြတာပေါ့။ဒါပေမဲ့သားသမီးတွေမသိပါဘူး။အမျိုးသမီးနဲ့ကအခုချိန်ထိမိတ်ဆွေတငယ်ချင်းတို့အဆက်အသွယ်ရှိပါတယ်ဆိုပြီးပြောထားတာပဲဖြစ်ပါတယ်။ပြိတ္တကြီးရင်ကြော်ရောင်ကတော့မိမဖြစ်သူနဲ့ကွာရှင်းထားတာကိုသားသမီးတွေတို့ကမှအတိမပေးပဲအချိန်တော်ကြာနှုတ်ဝတ်ထားတာပဲဖြစ်ပါတယ်။ သွေးမတော်တဲ့အဖွားကိုဈေးကူပေးနေတဲ့အချိန်မှာအတော်အရင်ရဲ့အသက်ကိုတော့မကယ်နိုင်ခဲ့လို့ဝမ်းနဲ့နေတဲ့ဆယ်လီပုတုပရိသတ်ကြီးရင်ဟာသားဗီဒီယိုတွေကနေလူသိများလာခဲ့တဲ့ဆယ်လီပုတုကတော့အရင်ကတက်တော့အတူတူဆော့ခဲ့တဲ့ အဖွားကဘိုက်ထဲမှာအဝင်သွားခဲ့လို့အရေးပေါ်ဖြစ်နေတဲ့အချိန်မှာတော့အရောက်ပြန်လာခဲ့ပြီးဈေးကူပေးခဲ့တာပဲဖြစ်ပါတယ် အဘွားရောပုတုရဲ့အမျိုးတော်ရာမျိုးမဟုတ်ဘဲတချိန်ကတတော်တတူဆော့ခဲ့တဲ့တယောစင်ကြောင့်သာအကုံလိုက်လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲပုတုကတော့သွေးမတော်တဲ့အဘွားရဲ့အသက်ကိုကယ်နေရတဲ့အချိန်မှာအတော်အရင်ကိုပြစ်ထားခဲ့သလိုဖြစ်ပြီးအသက်ထွက်သွားခဲ့တဲ့အချိန်မှာတော့ဘေးနားမှာရှိမနေပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲပုတုကတော့တကယ်ဝမ်းနည်းမိကြောင်းအခုလိုပဲထုတ်ပြောလာပဲဖြစ်ပါတယ်။အဘွားရဲ့အသက်ကိုပုတုကယ်ပေးခဲ့တဲ့ အသက်ရှင်ဖို့အတွက်မဖြစ်နိုင်တော့တဲ့အချိန်မှာတော့ရန်ကုန်စည်းရုံးကြီးကိုပို့ပြီးငွေကြေးကုန်ချခံပြီးတော့ကုသပေးခဲ့တယ်။ဒါကြောင့်လည်းအဖွားခွဲစိတ်မှုအောင်မြင်ခဲ့ပြီးအသက်ရှင်သွားခဲ့ပါပြီ။ဒါပေမဲ့အဖွားနောက်ကိုလိုက်ပြီးလှုပ်ပေးနေရတဲ့အချိန်မှာရွာအတော်အရင်ရဲ့အသက်ကိုတော့မမီလိုက်ပဲဆုံးရှုံးနေရတာတကယ်ကိုမှဝမ်းနေမိပါတယ်။အခုလိုအချိန်မှာကိုနာမှာဘသူမှရှိမနေပေးကြဘူးဆိုပြီးပူတူကဝမ်းနေစွာနဲ့ထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။